တို့ရင်းမှာကျတော့အိမ်တော်သက်ဘယ်နှစ်မှာပြောရလဲနှစ်မပြည့်ဘူးလားဒါဟုတ်3လနဲ့6ရက်3လနဲ့6ရက်3လနဲ့6ရက်မှာဘယ်လိုဖြစ်လို့ပြောရလဲဘယ်လိုဖြစ်လို့ပြောရလဲဆိုတော့အဲ့လို3လမပြည့်ခင်မှာတမီးကဒီလိုဖြစ်တာဟို6လောက်တည်းလက်တွေချင်းနေစေးထိုးလိုက်နော်နှစ်ခါထိုး7လုံးဝင်နေလမ်းမလျှောက်လို့မရတော့ဟုတ်ဟာနဲ့ရောက်ခမရီအာလမ်းလျှောက်နိုင်နေပေါ့ဟုတ်ဟောအဲဟိုနားလေးမှာထားလိုက်ပါဟိုချီတော့ကောင်းတယ်ဗျာနော် 我去里头搞了，反正，嗯。哎，搞完了，走嘞，在哪小奶奶那边？好，这道一得打，这道一得打嘞，嗯，今天晚上赢。 နှုတ်လက်ချက်တွေသိဆုံးပြီးတော့အဲ့ရထဲမှာဖလက်ကြီးလန့်ဟုတ်ပါရဲ့ဖလက်ကြီးလန့်ခုကြတော့လမ်းတော်မှာရှောက်လို့ရသွားတယ်လမ်းရှောက်လို့ဘယ်လိုပြောမလဲလူမျိုးလမ်းပြန်ရှောက်လို့ရမယ်လို့စိတ်ထဲမှာထင်ရသေးလားအဲ့ချိန်မှာအတော်တော့မထင်ခဲ့ဘူးထင်တော့ကိုကိုရောနဲ့မတွေ့ခင်တော့ထင်ခဲ့ဟုတ်လားဟုတ်အင်းကိုကိုကိုတေလူလို့ပဲတခါထားတာဒီပေါ့တေလူပေါ့တေတာတော့မှဘယ်နှသေးလို့တေရမှမသိနော်နေစရာလည်းမရှိစားစရာမရှိရှိစားတယ်လည်းမရှိဘူးအင်းကိုကြီးမလို့လည်းမရှိညီမလေးစားရပြီဟာဆက်လို့ ဇလုံဆိုတာပဲအေးရဝီတိုင်းဟောအေးရဝီတိုင်းဇလုံမြို့ရတာဟုတ်ဟောဇလုံမြို့ကအခုမိဘတွေပိုင်းနဲ့ဆက်သွင်းမရှိတာမိဘတွေကတေဝိုင်းတေဝိုင်းဟုတ်အေးရတော့သမီးမမြင်ဘူးလားဟုတ်အမေရတော့မြင်ဘူးတယ်ဟွာလာ73နှစ်74နှစ်တည်းမှာဟုတ်74နှစ်တည်းမှာအမေတေဝါဆုံးသွားတာမောင်နှမတယောက်မရှိဘူးရှိတယ်မောင်နှမတွေကအဲ့လိုအကိုနဲ့နေအမေတေပြီးတော့အကိုနဲ့နေအကိုနဲ့နေတော့အကိုရဲ့မိန်းမအရန်နှိမ့်ဆက်တယ် ခမင်းတလုတ်စားဖို့မြဲအဲ့လိုမြဲရကြမှာခမင်းစားရအဲ့ရန်နေဆက်တော့မနေနိုင်လို့ဆိုတော့ဖတ်ပြီးအရမ်းနဲ့ဖတ်ပြီးတော့အရင်ကမှဆက်ရနေတာစဉ်းနေဩအဲ့ဒါနေပြီးတော့မှဒီဘက်ကတမူဆက်ဘက်ကပွဲစားနဲ့အလုပ်လာလို့လဲဩအဲ့ဘက်မှာလုပ်ဘာလုပ်တာဟိုခမင်းစားအိမ်တော်ကြာလာကြတော့ပြည်မျိုးမှာကြာလာတွန်သေးမှာဟောတွန်သေးမှာဟောတွန်သေးမှာကြာတော့အိမ်တော်သက်ဘယ်နှစ်မှာပြွဲသွားရလဲနှစ်မပြေဘူးလားဟုတ်3လနဲ့6ရက်3လနဲ့6ရက် 3လ6ရက်မှာဘယ်လိုဖြစ်လို့ကွဲသွားလဲဘယ်လိုဖြစ်လို့ကွဲသွားလဲဆိုအဲ့လို3လမပြည့်ခင်မှာတမီးကဒီလိုဖြစ်တာဟို6လတွေလက်တွေချင်းနေနဲ့ဆေးထိုးလိုက်တယ်နော်နှစ်ခါထိုး7လုံးဝင်နေလမ်းလျှောက်လို့မရတော့ဟာနဲ့ရောက်ခမတွေကသူနဲ့လည်းဟိုကမဖြစ်တော့တူတူမထားကြုံနဲ့တူပါရဲ့အဲ့လိုပေါ့ဒီဘက်စကားလဲသူကလမ်းခွဲစေချင်တဲ့ပုံပြီးတော့ညီမလေးကလည်းခြေလက်လှောက်ရှာလို့မရတော့တဲ့ချိန်ကြတော့ ော်ဘယ်လိုပြောမလဲတို့လည်းမကြည့်ကျင်တော့ဘူးပေါ့ပြောရမယ်ကျွန်တော်ကဝင်တော့ဝင်မို့ဖြစ်တယ်ပေါ့အင်းအဲ့ဒါလည်းကံပေါ့နော်ဒါပဲပြောအာအားလိုက်ပါတော့ဒါဖြစ်ပြီးတယ်လည်းပြီးသွားပြီဒါပဲပြောပြောအကိုကလည်းအတိတ်ဘဝကပြုသူတည်ဖြစ်သူအားလို့ဒါမှတ်လိုက်တော့နော်အားလုံးကိုလည်းဒါလည်းအညိုတွေဘယ်လိုပြောမလဲအကရတွေမထားနဲ့ကိုကအတိတ်ဘဝကပြုခဲ့လို့ကိုကဒီဘဝမှာပြန်ပြီးတော့ဒီလိုမျိုးဖြစ်တယ်လို့ပဲမှတ်လိုက်ဟုတ်တယ်လေမိဘဆိုလည်းအဖေလည်းမရှိတော့အမေလည်းမရှိတော့ဟောင်းနှမလည်းဆိုလည်းမရှိတော့ကိုဘော်လောင်ဘက်ကလည်းမရှိတော့ အာကိုချင်းတို့ယောက်ျားယူတယ်ယောက်ျားကလည်းတခါဒီလိုမျိုးခြေလက်လှုပ်ရှားလို့မရတော့အချိန်မှာဆုံးပြစ်ခြင်းကိုခံရတယ်အဲအဲ့ခါကျတော့ဘယ်လိုမလဲဝှက်ကျွေးလို့ပဲတတ်မလိုက်ပေါ့အဲနောက်ခါကျတော့ကိုကကောင်းတာလေးလေးလုပ်ခဲ့လို့အဲမင်းသားပရိုက်နဲ့တွေ့တယ်မင်းသားပရိုက်တာနဲ့တွေ့တဲ့ခါကျတော့မင်းသားပရိုက်တာနဲ့ခုနှစ်ရက်တာသမီးတွေကလှူဒန်းပေးတယ်လှူဒန်းပေးတဲ့ခါကျတော့အခုလိုမျိုးခြေလက်တွေပြန်ပြီးတော့တန်ဆွမ်းလာတယ်အဲ့လိုပဲမှတ်လိုက်ပေါ့နော်ဟုတ်ပြီအဲ့တော့ဒီနေ့လှူရှင်လေးတွေရှိတယ်နော်လှူရှင်လေး ဒီနေ့လူရှင်းကကြတော့တဲ့မလေးရှားနိုင်ငံမလေးရှားနိုင်ငံဒီဂျာမာလစ်တဲ့ဒီဂျာမာလစ်ဆိုတဲ့ညီမလေးပေါ့နော်မလေးရှားနိုင်ငံနေပြီးတော့တသိန်းနဲ့၅တောင်းညီမလေးကိုလူရန်ပေးတယ်အဲဒေါ်ရှောက်လင်းဒေါ်ရှောက်လင်းမို့ဒေါ်ရှောက်လင်းဒေါ်ရှောက်လင်းတာမောင်ကျင်ဖူရဲ့ဒေါ်ရှောက်လင်းတာမောင်ကျင်ဖူကနေပြီးတော့အလူငွေတသိန်းထူပေးတယ်အဲ့တော့ညီမလေးဆက်ပြီးတော့စေကူတာလို့အဆင်ပြေအောင်ပြီးတော့အခန်းကလေးပေးလို့ရအောင်အဲ့ဒီ အလူရှင်တွေကလှူဒန်းပစ်လိုက်တာနော်အလူရှင်တွေကိုကျေးဇူးတင်ဆိုတော်မကလေးပြောပြပါအောင်နော်ကောင်းလာတယ်ဆိုတော့ဘယ်လောက်ဒီလဲကောင်းလာမှာမဟုတ်ပါဘူး ်အကျဉ်းအညာရိုက်တင်တယ်လို့ဒီထက်မကလည်းမုတ်တီစင်ပြပါသေးလို့ဖြစ်တာမှရှိတယ်ဒီထက်ဒီမှာလည်းဒီထက်မကစသရစင်ပါတယ်နော်ဒီထက်စင်ပြပါ